အားလုံးပဲမင်္ဂလာပါကျွန်တော်ရဲ့ online channel ကနေဒီတစ်ပတ်ပြန်လည်ကြိုဆိုပါရစေကျွန်တော်ဒီနေ့တင်ဆက်ပေးမယ့်အကြောင်းအရာကတော့အသွေးလွန်ချင်းကိုရှင်းချဖို့နီလန်ကောင်ကိုနီဆိုတဲ့အကြောင်းအရာလေးဖြစ်ပါတယ်နံပါတ်1အလုံးများအောင်နေပါအလုံးရှုပ်နေလေးလေးအလုံးလှုပ်ရှားရှိနေလေးလေးဒီအသွေးတွေကမဖြစ်လာနိုင်ပါဘူးအလုံးအများကြီးလှုပ်ထားရတော့ ညာဖက်ဆိုရင်ပင်ပန်းလာပြီးအချင်းလာပါလိမ့်မယ်။ဒါကြောင့်ညာဘက်ထိဒီအသွေးတွေဟာဂုံထဲမှာမရှိနိုင်တော့ပါဘူး။အလို့အများများပြီးလာရင်လည်းဘာတွေဖြစ်လာမလဲဆိုပြီးစိတ်ပူနေစရာမလိုတော့ပါဘူး။နံပါတ်1လက်ရှိမှာပဲနေထိုင်ပါ။မဖြစ်လာသေးတဲ့အရာတွေအတွက်တွေးပြီးစိုးရိမ်မှုရှိနေတာ ဖြစ်ပြီးသွားတာတွေအတွက်ပြန်တွေးပြီးလိုက်ပူနေတာတွေကအသွေးလွင်ခြင်းရဲ့အဓိကတရားခံတွေပဲဖြစ်ပါတယ်။လက်ရှိမှာကိုဘာလို့နေလဲကိုဘာလို့ရမလဲဆိုတာပဲတွေးပြီးနေထိုင်ပါ။အတိတ်နဲ့အနာဂတ်ကကိုလိုက်ပြောင်းလဲလို့မရပါဘူး။လက်ရှိလက်တွေ့ကသာ ပြောင်းလဲနေတာပါ။နံပါတ်2တယောက်တီးမနေပါနဲ့ စကားများများပြောပါများများဟင်အောင်လို့ပါတငယ်ချင်းများများထားပါသူတို့နဲ့စကားပြောပြီးပြောနေရတာကကိုယ့်ရဲ့စိုးရိမ်မှုတွေညှော်နေစေပါတယ်နံပါတ်၄အလုပ်တီတီလေးတွေထားလို့ပါအခန်းထဲမှာနေနေမဲ့အစားဖုံးသုံးနေမဲ့အစားတမက်စီထလဲတာတန်ရှင်းရထလို့တာ အဲ့ဒီလိုအိမ်မှာလုပ်နေတဲ့အလုပ်တွေလုပ်ပါအိမ်နာကဆိုင်မှာလုပ်သွားဝေးတာဓာတ်ပုံထွေးရိုက်တာစသဖြင့်အိမ်ထဲမှာခန်းထဲမှာအမေမနေပဲလှုပ်ရှားမှုတွေလုပ်ကြည့်ပါနံပါတ်9ကြောက်စရာကောင်းတဲ့အစာတွေမဖတ်ပါနဲ့ Facebook မှာတင်ထားတဲ့အန်ကာဝါပုံတွေဗီဒီယိုတွေကို ဖွင့်မကြည့်ပါနဲ့ကြောက်စရာကောင်းလို့ကားပါမထားတာကိုတွားပြီးမဖွင့်ကြည့်ပါနဲ့ပြီးတော့တရေအကြောင်းတွေစိတ်ကိုခြောက်ခြားစေတဲ့အစာတွေကိုမဖတ်ပါနဲ့အခုလိုလူငယ်တွေအတွက်အရေးကြီးတဲ့အကြောင်းအရာတွေကိုစင်ဆက်မပြတ်အင်ဆက်ပေးမှဖြစ်တဲ့အတွက်ကျွန်တော်ရဲ့ channel ကို subscribe and like လုပ်ပေးဖို့ကျွန်တော်မိသားရခိုင်ပါတယ်နံပါတ်6အသွေးတွေကို ပြောင်းပါ မဖြစ်နိုင်တာတွေစိုးရင်နေတာတွေကို တွေးနေမိအစားငါပါဖြစ်ချင်းလဲစာကိုဘလို့ရအောင်လုပ်ရမလဲဂျေမန်ချက်ပြီးအောင်ဘာတွေလုပ်မလဲစတဲ့လက်တွေ့မှာလုပ်ရမယ့်အသွေးတွေကို တွေးပြီးအချင်းမဆွေးပါနဲ့တခုခုလုပ်တော့မယ်ဆိုပြီးဆုံးဖြတ်ချက်ချတော့မယ်ဆိုရင်အချင်းတခုထီးပဲစဉ်းစားပါ လိုတာထက်ကိုစဉ်းစားရင် overthinking ဖြစ်လာတဲ့အပြင်ဆုံးဖြတ်ချက်တွေမနိုင်ပါနဲ့နံပါတ်၈ကိုကိုကိုယုံကြည်ပါလူငယ်တယောက်အနေနဲ့လုံနိုင်တာတွေအများကြီးရှိတယ်လို့ရှေ့ဆက်ရမယ့်အလမ်းတွေလည်းအများကြီးရှိပါတယ်ရွေးချယ်စရာတွေရှိနေတဲ့အပြင်ဖြစ်ချင်တာတွေဖြစ်ဖို့လည်းနောက်မကျသေးပါဘူး အဲ့ဒါကြောင့်ကိုကဘာမှ မလုပ်နိုင်ဘူးဘာမှမလုပ်ပေးနိုင်ဘူးဆိုတာမျိုးမတွေ့သေးတလန်းစီစားလျှောက်ကြည့်ပါနံပါတ်9မထွက်ပြီးပါနဲ့အမလုံမိတယ်ဆိုရင်ဝန်ခံလိုက်ပါတုံးပန်လိုက်ပါဖြည့်ရှင်းလိုက်ပါကိုတိချင်တဲ့မိခွန်းတွေရှိရင်လေးလိုက်ပါဖြစ်သမျှကိုစိတ်ထဲမှာမသိမ်းထားပါနဲ့ လက်တွေ့မှာပဲနေထိုင်ပါအခုလို့အဆုံးထိကြည့်ရှုပေးတဲ့အတွက်အထူးပဲကျေးဇူးတင်ပါတယ် see you in the next video